ီမှာဆက်ရှင်တို့မှခုန်ခုကောင်ကလိန်ချင်းမင်းအောင်လိုင်းပြောနေတဲ့ပါတီစုံဒီမိုကရေစီဆိုတာကလည်းပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာပြည်သူတွေတောင်းတဖြဖြမဲပေးပြီးအနိုင်ရထားတဲ့ NLD ပါတီကိုပယ်ဖြတ်ပြီးတော့မှသူတို့စစ်တပ်ပါတီတစ်ခုသာအနိုင်ရအောင်လှုပ်ထားတဲ့အကွက်ကိုပါတီစုံဒီမိုကရေစီဆိုတဲ့ဇာကားနဲ့တယောက်ထဲပြိုင်ဘသူနိုင်ပုံစံလှုပ်ထားပြန်တဲ့အတွက်စစ်ရှုံးတို့မှခုန်ခုကောင်ဝရန်ပြေးမင်းအောင်လိုင်းတို့စစ်အုပ်စုတတိုက်ရဲ့အရှက်မရှိမျက်နှာပြောင်တိုက်ချက်ကြီးကတော့လက်ကုံပဲလို့တောင်ပြောရမလို့ဖြစ်နေတဲ့အပြင်ဟမ် လက်ရှိမှာတင်တနိုင်ငံလုံးတိုင်းနယ်ပြည်နယ်လေးလက်တဆုပ်စာလောက်တာထိန်ချုံနိုင်လောက်တဲ့အစ်စ်မဲရှိတော့တဲ့သူတွေကနိုင်ငံတော်ဝန်ပါတီစုံရွေးကောက်ပွဲဆိုတဲ့ဇကလုံးမှာတုံးပြီးသူတို့ရဲ့အာဏာကိုကလိန်ကျစ်နှီးပေါင်းစုံနဲ့အငံမရကောက်ကပ်ပတ်တွေ့ဖို့လုပ်နေကြပြီမဲ့နိုင်ငံတနိုင်ငံရဲ့ရွေးကောက်ပွဲဆိုတာအဲ့ဒီနိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားတွေအားလုံးနဲ့သက်ဆိုင်တယ်လို့ကိုထိန်ချုပ်လို့ရတဲ့နေရာလေးကသူတွေကိုတနတ်ထောက်ချင်းချောက်မဲထည့်ခိုင်းပြီးခေါင်းဆောင်လုတ်ချင်နေတာဟာ ပြည်သူတွေရွေးကောက်ထားတဲ့နိုင်ငံရဲ့ခေါင်းဆောင်မဟုတ်ပဲမျိုးစားနေစားအဆင့်လောက်သာရှိတော့တဲ့စစ်ရှုံးသမားခုန်ခုကောင်ဝရမ်းပြေးမင်းအွန်လိုင်းတို့ကလိန်ကချစ်စစ်အုပ်စုတပ်တိုင်လုံးအတွက်ကတော့အတုယောင်ဆိုတာဘတော့မှအစ်စ်မဖြစ်လာဘူးဆိုတဲ့စကားအတိုင်းပြည်သူတွေကရွေးကောက်တင်မြှောက်ထားတဲ့ခေါင်းဆောင်အဖြစ်ဒီတက်ဘတော့မှရတော့မှမဟုတ်တို့ပြည်သူချင်ပတ်ဘဝနဲ့ပဲအတုယောင်အရှုံးသမားတွေအဖြစ်နဲ့သာသေတဲ့အထိရှင်သန်တွားရတော့မဲ့သူတွေပဲဖြစ်နေတော့တာပေါ့ဗျာ